ဲ့ line ပေါ်မှာပွက်လောရိုက်နေတဲ့ယန္တနာပုံကြီးအစမစိုးရင်ကြောင်းလိုက်ကနော်မစိုးရင်ကြောင်းလိုက်မှာဌာပနာမဲ့ယန္တနာတွေဆိုပြီးရွှေငွေကြောက်တံပရမများတွေဖလားပေါင်းညောက်များစွာအပုံလိုက်ရိုက်ထားတဲ့ဓာတ်ပုံတွေ line ပေါ်မှာပြတ်နှက်လာတယ်ဒီပုံတွေဟာအစ်စ်လိုလဲကြားပြရတယ်နော်ဒီပုံတွေဟာအစ်စ်လိုလဲကြားပြရတယ်အဲ့ဒီအတွက်ဒီပုံတွေနဲ့ပတ်သက်ပြီးတော့ပြည်သူတွေရဲ့ဝေဖန်မှု ွတ်ွတ်ညမ်းနေတာအားလုံးအတိပဲဖြစ်ပါလိမ့်မယ်အဲ့တော့တစ်ဖက်ဒီစစ်တပ်ထောက်ခံတဲ့အတိုင်းဝန်းအပြန်ပြောတယ်မင်းတို့တွေကအလူအတန်းလှုပ်တာတောင်မှကုတို့မယူနိုင်ဘဲနဲ့အကုတို့ဖြစ်ပြီးတော့မြစ်စရာပွားပြီးတော့ဆဲကြဆိုကြတယ်မင်းတို့ကောင်တွေကတော့ဘာဖြစ်တာလို့ညာဖြစ်တာလို့ပြည်သူအများစုကပြောနေကြတာကအလူလှုပ်တာကိုမြစ်စရာထားပြီးတော့ဝေဖန်နေကြတာမဟုတ်ပါဘူးကျွန်တော်တို့တိုင်းပြည်ဟာ ကဘာပေါ်မှာစင်းရဲမွဲတည်တဲ့နိုင်ငံစရင်ထဲမှာထိတ်ဆုံးဝထဲ့ထားကခံရတဲ့နိုင်ငံတစ်ခုပါငါတို့အိမ်မှာစံစားမှုရှိတယ်ငါတို့မှာရွှေတွေတရောင်လို့ဝတ်ထားတယ်ဆိုပေမဲ့ခမားဟာမြန်မာနိုင်ငံသားဆိုရင်ကဘာနိုင်ငံနေနဲ့ရှင်လိုက်ခမားငမွဲတိုင်းကြီးကတရောင်စားတယောက်ပဲမင်းမရွှေကြိုက်တဲ့လောက်ရှိရှိဘာဖြစ်လို့လဲငလျင်လောက်တယ်မှုန်တိုင်းတိုက်တယ်ရေကြီးတယ် နိုင်ငံတော်အစ်င့်ကတရားဝင်ကဘာကို အကူအညီတောင်းခံအဲ့ဒါဘာလို့လဲဟမ်ခမားတို့စစ်တပ်ထောက်ခံတဲ့လူတွေပြောတဲ့ကျွန်တော်တို့ဘက်ကပြောတယ်မလားခွက်ခေါက်နေတယ်ဟမ်နိုင်ငံတော်အစ်င့်ခွက်ခေါက်တာနော်ကျွန်တော်တို့တော်လန်ရေးမှာကပုံကိုတယောက်ချင်းစီခွက်ခေါက်တာဘာဖြစ်လို့လဲလက်ရှိပြည်သူတွေကိုဒုက္ခပေးနေတဲ့အာဏာရှင်စနစ်ကိုအမြင့်ပြတ်ချင်တဲ့အတွက်ပြည်သူတွေကရရလက်လက်ဆွဲပြီးတော်လန်နေကြတယ်အဲ့ဒီတော်လန်တဲ့နေရာမှာ ဘတ်ဂျက်လိုအပ်တဲ့အတွက်ကျွန်တော်တို့တွေကထောက်ဖို့နေဆိုပြီးတယောက်ချင်းစီခွက်ခေါက်ကြတယ်။ဒါပေမဲ့တဘာဘေးအနေနဲ့အခုခုဖြစ်လာတယ်။တိုင်းပြည်မှာကပ်ဘေးတစ်ခုကျုံလာတယ်။နိုင်ငံတော်အဆင့်ကတရုံဝင်ကဘာကိုခွက်ခေါက်ကြတယ်။အဲ့တော့ဘာပဲပြောပြောအနီပဲပြောပြောအစိမ်းပဲပြောပြောကရင်ပဲပြောပြောမွန်ပဲပြောဗမာပဲပြောရခိုင်ပဲပြောပြောအားလုံးဟာဒီနိုင်ငံသားမှန်ရင်တရောင်းသားဘဝရောက်ပြီ။အဲ့ဒါညီးတော့မရတဲ့အချက်။ဟုတ်တယ်နော်။ ဲ့တော့ကျွန်တော်တို့ကတတိုင်းမီလုံးကတတောင်းစားဘဝရောက်နေတယ်ငါအိမ်ကစံအိုးထဲမှာစံပြစ်လို့ငါမယားလဲဘေးမှာရွှေအပေါက်လိုက်ဝတ်နိုင်လို့ငါကရွှေဆိုင်ပိုင်လို့ငါကစိန်တိုက်ပိုင်လို့ငါကကုမ္ပဏီပိုင်လို့ဘလောက်ပဲကြွားကြွားဝါဝါမန်တက်တက်တိုင်းပြည်နဲ့ရှင်လိုက်မယ်ဆိုရင်တော့တတောင်းစားတိုင်းပြည်ပဲအဲ့ဒါငင်းလို့မရဘူးဘယ်သူမှငင်းလို့မရတဲ့အချက်မဟုတ်ပါဘူးလို့လာပြော မဟုတ်ပါဘူးဆိုခမားတို့နိုင်ငံတော်အစ်စ်ကဘာကိုတရားဝင်အကူအညီတွေတောင်းခံနေတာဘာလို့လာလားဆိုဟမ်ကဘာမှာရောဒုက္ခနဲ့အထွတ်ဆုံးတိုင်းပြည်ရဟိုတို့ရောဗီဒီယိုဖိုင်တစ်ခုကြည့်ရမှာပါနော်ပြောထားတာမြန်မာနိုင်ငံဟာတဲ့ဒုက္ခနဲ့ထုတ်လုပ်တဲ့ဆက်ကိုပိုင်ထားတဲ့ဒုက္ခနဲ့ထွတ်ဆုံးတိုင်းပြည်တဲ့ပယ်လိုက်ဆိုတော့အဲ့ဒီအချိန်မှာကျွန်တော်တို့တိုင်းပြည်မှာအရေးပေါ်ဘာတွေလိုအပ်နေလဲအမျိုးသားအကျိုးစီးပွားတွေအကုန်ပြည့်စည်ပြီးတော့တိုင်းပြည်ဟာစုပ်ပြတ်တက်နေတယ် စစ်မြေတလင်းအောက်မှာဆုံဆုံမြုပ်နေတယ်။ပညာရေးစောင့်ရှောက်မှုကင်းမဲ့နေတယ်၊ကျန်းမာရေးစောင့်ရှောက်မှုကင်းမဲ့နေတယ်၊လူမှုရေးစောင့်ရှောက်မှုတွေအကုန်ပျက်စီးနေတယ်။နော်။အဲ့ဒီခြေနေသားမှာငတ်ပြတ်နေတဲ့ကလေးတငယ်တွေတပုံကြီးခမင်းတနတ်စားဖို့အတွက်ကိုခက်ခဲနေတဲ့ဘဝတွေအများကြီးနော်ပညာရေးစနစ်ဆိုတာဘာမှန်းမသိတဲ့မျိုးဆက်တစ်ကလေးတွေအများကြီးဒါကကျွန်တော်နိုင်ငံအရေးနဲ့တွက်မယ်ဆိုဘုရားမှာတိုင်းပြည်ဖြစ်တဲ့အတွက်အခုဒီဟာစိန်ပုံရွှေပုံဟာ ကျွန်တော်ဘာသာရေးနဲ့ဆိုင်တာဖြစ်တယ်တော့ကျွန်တော်တို့နိုင်ငံဘုဒ္ဓဘာသာနိုင်ငံထေရဝါဒဘုဒ္ဓဘာသာနိုင်ငံလို့တော့ပြောတယ်เนาะဒါပေမဲ့အဲ့ဒီထေရဝါဒဘုဒ္ဓနိုင်ငံလို့ပြောပြီးတော့တင်ငန်းခြုံထားတဲ့တချို့ကလူတက်ဖို့ကိုတရားဝင်မြှောက်ပေးတယ်စစ်တပ်ကเนาะအဲ့တော့ကျွန်တော်တို့ထေရဝါဒဗုဒ္ဓဘာသာပြန်ပွားပွားဖို့အတွက်ကအဲ့ဒီစိန်ဘုံတွေရွှေဘုံတွေငွေဘုံတွေကိုဌာပနာထည့်လိုက်လို့နတ်ပြည်ရောက်ဝါမလားဟမ် ီဘဝမှာချက်ချင်းပြောင်းလဲပါမလားထာနောင်ဘဝပြောင်းလဲမယ်လို့အမှန်ကန်ချက်ရှိတာဘာသာရုပ်ဆွဲမချနိုင်တော့ဘာသာရုပ်ခဏဖယ်တာဗုဒ္ဓဘာသာအယူကိုကျွန်တော်ပြောနေဝေဖန်နေတာမဟုတ်ဘူးလက်ရှိလုပ်ရက်တွေကိုပြောနေတာမဖြစ်ဘူးအခုစစ်ဘေးမှာမြောက်ဦးကဇေဒီပထိုးတွေအမြောက်ဆန်တွေဘုံဆန်တွေမှန်ထားကျေမုတ်နေတယ်တနိုင်ငံတော့ဘုံကြီးကြောင်းပေါင်းယာချီကုံဝမ်းပြီစစ်တပ်ကလေနဲ့ကျဲချတာအေယာဝတီပြည်ရောတစ်ချောင်းမှာကဘာပြုတ်ပြီးတော့မြစ်ထဲကိုမျောရတဲ့ဇေဒီပနဆူရှိတယ် လက်ရှိမင်းအောင်နိုင်ဘုံကျဲလိုက်လို့ပြိုသွားတဲ့ဇေဒီဘယ်နဲ့စုရှိတယ်ရုပ်ပွားတော့ဘယ်နဲ့စုရှိပြီလဲအဲ့တော့ဒီဌာပနာဒီကြောက်တဲ့ဗရံများတွေကိုဌာပနာထည့်ပြီးတီလိုက်ပါပြီလေကျွန်တော်တို့နိုင်ငံမှာတာဒနာဘလောက်ပြန့်ပွားသွားမလဲတာဒနာဘလောက်တည်နှံ့သွားမလဲဘယ်သူအာမခံနိုင်အဲ့တော့နိုင်ငံအတွက်လိုအပ်နေတာဒီဘာသာအတွက်လိုအပ်နေတာဒီရွှေပုံဒီဌာမနာထဲရမှလားဒီရွှေပုံကိုကျွန်တော်တို့ဘာလုပ်ရမှာ ဆိုင်ဦးအောင်တင်ပြောခဲ့တဲ့စကားတကယ်မှန်ပါတယ်နော်လူငယ်တွေကိုချွေရှပါတဲ့ကျွန်တော်တို့တိုင်းပြည်မှာလူငယ်တွေကိုချွေရှပါလို့ဆိုင်ဦးအောင်တင်ကတစ်ချိန်ကပြောခဲ့ပေမဲ့ဒီကနေ့ခေတ်မှာမင်းအောင်လိုင်ခေါင်းဆောင်တဲ့ဒီစစ်ခေါင်းဆောင်တွေကလူငယ်တွေကိုစစ်စရင်တရက်နေတဲ့တပ်ဖြတ်နေတာ။တောင်ကျန်လူလို့အပေါ်နေခေါင်းစဉ်တွေမပြောနဲ့အဲ့ဒါခေါင်းစဉ်တွေခေါင်းစဉ်တွေအဲ့ဒီခေါင်းစဉ်တွေကိုခဏဖယ်ထုတ်ပလိုက်။ဘာလို့လဲ။ဒီနိုင်ငံကစစ်တပ်ကဒီနိုင်ငံကလူငယ်တွေကိုတတ်နေတာ။ ။နော်နိုင်ငံကထွက်တဲ့ဘန်နာငွေတွေနဲ့လက်နက်တွေခဲယမ်းတွေလေရင်တွေဝယ်ပြီးတော့ဘာလုပ်တာတတ်နေတာ။အဲ့ဒါညင်းလို့မရတဲ့အချက်ခေါင်းစဉ်တွေကိုခဏဖယ်လိုက်။ခေါင်းစဉ်တွေလာမကာနဲ့။ဟမ်မဲခိုးတာလို့အာနာလို့တော်တော်လန်တာလို့အကျန်းဖက်တာလို့အဲအဲ့ဒါခေါင်းစဉ်တွေရှင်းဆက်အားလုံးချုံလိုက်မယ်ဆိုရင်ဒီနိုင်ငံကလူငယ်တွေကိုဒီနိုင်ငံကစစ်တပ်ခေါင်းဆောင်တွေကတတ်နေတာအဲ့တော့ဒီရွှေငွေတောင်းတဲ့ဗရမများအပုံလေးဟာ ကျွန်တော်တို့တိုင်းပြည်အတွက်ဘာတွေလိုအပ်လဲတဘာဝဘေးအန္တရာယ်ဖြစ်လာတဲ့အချိန်ကျမှကမ္ဘာောင်းတိုင်းအကူအညီတောင်းမယ်တဘာဝဘေးအန္တရာယ်မဖြစ်တဲ့အချိန်ကျရင်အဲဟိုမှာတိုက်ပွဲဖြစ်နေနေရဖြစ်နေတယ်ဒါမှရွှေဘုံကြီးပုံနေနေရပုံပြတယ်ရှက်ဖို့မကောင်းဘူးလားအဲ့တော့ဆရာကြီးဦးအောင်တင်းရဲ့နောက်ထပ်စကားသလုံးလိုပဲရှက်စရာကိုရှက်စရာကောင်းမှမတိတဲ့လူအဖွဲ့စည်းကပြက်စီးဖို့ပဲရှိတယ်နော်အဲ့တော့ဒီရွှေငွေတောင်းတဲ့ဗရံများတွေဝေဖန်နေတယ်ဆိုတာဗုဒ္ဓဘာသာအပေါ်စေတနာမရှိတော့မဟုတ်ဘူး သူများတကာရဲ့အလူအတန်းပေါ်ကိုပိတ်ပင်တဲ့စိတ်နဲ့ပေါ်ကိုတာသနာပြတ်ပွားရေးအတွက်တကယ်လုပ်ချင်တာတာသနာအပေါ်မှာတကယ်စေတနာပြုချင်တာတာသနာတကယ်ပြန်ပွားချင်တာတကယ်လဲကုသိုလ်ရချင်တာအဲ့ဒီရွှေဘုံတွေကိုအဲ့ဒီဌာပနာလိုက်မဲ့အစစာတင်ထိုက်တည်တော်ပါနော်ပဋိယတိပฏิပတ်တိပฏิဝေဒဆိုလေတာသနာပြန်ပွားရင်အဲ့ဒီ၃ရက်ကမရှိဘဲနဲ့ဘလုံးမမြအောင်ခင်ဗျားတို့အဲ့ဒီဌာပနာတွေကို ိုကဘာတန်နဲ့ဗရံမြားကြီးနဲ့ပဲထက်ထက်နော်ပရိယတိပရိပတ်တိပရိဝေဒအဲ့ဒီတာသနာတုံးရမပမပြတ်ပွားပဲနဲ့မတီးရှိပဲနဲ့ဘလို့မှတာသနာပြန့်လို့မရဘူးအဲ့တော့လက်ရှိမြန်မာပြည်မှာစာတင်တိုက်တယ်ဘလို့ပုံစံစာတင်နေရတယ်စာတင်တာတန်ခါတွေဘလို့ပုံစံချွတ်ချုံကြပြီးနေနေရတယ်အဲ့ဒီစာတင်တိုက်တွေကိုဒီစစ်အာဏာရှင်တွေဘလို့ဖိနှိပ်ထားလဲပြန်ကြည့်ပါတိုင်းပြည်ကစစ် မီးစစ်တံရမ်းဝဲအောက်မှာကျင်ပုတ်နေတယ်။ထမင်းမဆားရတဲ့ကလေးတွေငိုနေတဲ့ကလေးတွေကြောင်းဆိုတာဘယ်နေရာနှိမ့်မတိတဲ့ကလေးတွေကျမ်းမာရေးဆောက်ရှောက်မှုနှစ်တိဖြစ်နေတဲ့ပြည်သူတွေအဲ့ဒီဘဝစုပ်ပြတ်နေတဲ့ဘဝတွေရဲ့တစ်ဖက်မှာတစ်ဖက်မှာကရွှေဘုံကြီးငွေဘုံကြီးဘာစိန်တိုင်းပိုင်ချီချမ်းသာကုမ္ပဏီပိုင်ချီစသဖြင့်ရွှေတလန်းငွေတလန်းနဲ့ကြိတ်ကြိတ်တဲ့ချမ်းသာနေတဲ့အတိုင်းဝိုင်းရဒစုဟမ် ယူဒီပေါင်းတဲ့ဝေဒနာတွေခါကြားထိုးပြီးတော့စစ်သွေးစွာနေတဲ့စစ်ဘုံချုပ်တွေကတစုမြင်အောင်ကြည့်ပါမျက်စိသေးဘူးဘလောက်အနှိတ်ထာယုံနေမြင်နေရတယ်ဆိုတာအဲ့တော့ချမ်းသာတဲ့အတိုင်းအဝိုင်းကိုကျွန်တော်တို့ပြောချင်တာကတော်လန်ရေးကိုလှူဖို့ပြောတာမဟုတ်ပါဘူးခမားတို့မြန်မာပြည်မှာစစ်ဘေးတန်တင့်နေတဲ့နော်စစ်ဘေးရှောင်စခန်းတွေကိုမြန်မာပြည်ကတဖေးတွေဘဒူလှူဘူးတယ်အခုအဲ့ဒီမစိုးရင်တိုက်မှာရွှေတွေကြောက်တံပရံများတွေပုံထားတဲ့သူတွေ စစ်ဘေးရှောင်မှာထမင်းငတ်နေတဲ့ကလေးတွေအများကြီးပဲခင်ဗျားတို့ဒါမျိုးကြတော့ကုလို့မဟုတ်တော့ဘူးလားလက်တွေ့အကျိုးပြုတဲ့ကုလို့နော်ခင်ဗျားတို့ဌာပနာထဲမှာကဘယ်ဘွားကုလို့ဘယ်အချိန်လာပြီးတော့အကျိုးပေးမှန်းမသိသေးဘူးနော်အဲ့ဒါကဒီအလူတစ်ခုပြုတယ်ဆိုတာနော်အလူပဲအလူကလူပဲဝိတုဒီဤတော့ခုအစူးတူတာဝင်နေပြမှာစေတနာ၃တန်ပြအောင်မှာစေတနာ၃တန်မပြဘဲနဲ့ဖင်ကောင်းကျဲတဲ့စိတ်နဲ့သွားလူအလကားပဲနော်တဲတဲ့ရေတုံလိုက်တာအရာဖြစ်အောင်မယ် ဟုတ်တယ်မလားရှင်းချင်းလေးပဲပုပ္ပမုံစာအပ္ပရာဆိုတဲ့စေတနာ၃တန်မပြတ်သားပဲနဲ့အလူတစ်ခုတွားပြီးအလူမဖြစ်ဘူးနော်အဲ့တော့အဲ့ဒီစစ်ဘေးရှောင်ကိုတွားပြီးတော့ခင်ဗျားတို့ချမ်းသာတဲ့တထေးတယောက်ကတွားပြီးတော့လူကျွေးမွေးထားကြည့်အဲ့ဒီစစ်ဘေးရှောင်မှာရှိတဲ့လူတရားအကျေးဇူးကခင်ဗျားတို့ပေါ်ရှိလိမ့်မယ်ဒါနိုင်ငံရေးမဟုတ်ဘူးနော်ဒါငတ်နေတဲ့လူကိုကျွေးတာမင်းတို့မင်းတို့တိုက်ရှင်တဲ့ကောင်တိုက်နော်စစ်တပ်ပဲတိုက်တိုက်ပြည်ရေးပဲတိုက်တိုက်တိုင်းနိုင်ငံပဲတိုက်တိုက်အဲ့ဒါငါတို့ကြောင်းမဟုတ်ဘူး ငါတို့ပတ်စံကျွေးစရာရှိတဲ့အတွက်ငါတို့ဒုက္ခရောက်နေတဲ့ငါတို့နိုင်ငံသားတွေငါတို့ကျွေးတာဘယ်လိုလုပ်ကြသမ်းပါလွဲနေတဲ့အရာတွေကတအားလွဲနေတယ်လွဲလို့ပြောရင်ပြောတဲ့လူကိုဝိုင်းဆဲကြတယ်ဟမ်ဟိုစစ်မှုထမ်းဥပဒေမထွက်ခင်ကရွှေဘုံဖျားကြီးကြိတ်ကြိတ်တဲ့လူတွေကြိတ်ကြိတ်တို့ရှင်းတဲ့အချိန်မှာစစ်မှုထမ်းဥပဒေထွက်တော့မယ်မိတို့တွေအဲ့လိုလုပ်နေတော့ကအားဘာပြန်ပြောရလဲဟမ်အဲ့ချိန်မှာကျွန်တော်တို့တော်လိုင်းဘက်အချမ်းကိုဘာပြန်ပြောခဲ့ မင်းတို့တွေကလည်းသူများပျော်ပါတယ်မနာလိုဘူးတဲ့သူများကိုတို့ပြုတယ်မနာလိုဘူးတဲ့ဟမ်အခုဒီနေပဲဖုံးဆက်တယ်ဘယ်ဘယ်ဘယ်ယောင်ကဖုံးဆက်တယ်ခင်ဗျာဟိုစစ်မှုတပ်ထွက်ပြေးလာဆိုတာပခုတ်ဘူးလားအော်ဒီစလင်းမှာစလင်းမှာတင်အောင်တင်အောင်ဟမ်ခင်ဗျာကမဲ့ဖုံးဆက်လာတယ်ဟမ်စစ်မှုတပ်ဦးတွေပါလို့ကလေးထွက်ပြေးလာတယ်တဲ့ဟဲ့အဲ့ဒီရက်မှာတော်လိုင်းဖွင့်နေပြီဆိုတော့ဘယ်လိုထွက်ဆက်ချိတ်ဆက်မှန်းမသိဘူးတဲ့တော်လိုင်းရဲ့၅နှစ်ရှိပြီ ဘဒုမုံချိဆက်လို့ချိဆက်ကမ်းမမတိဘူးဆိုလေကသေကြတယ်အဲ့ဒီအတိုင်းဝိုင်းကတော်လန်ရေးတော်လန်ရေးဆိုတော့ဘာမှမတိတဲ့အတိုင်းဝိုင်းကိုစပောက်ပြတနာဖြစ်လာမှကဲပါအောင်ကူပါအောင်စစ်မှုထမ်းနဲ့ပါလို့ငွေရည်နဲ့အဲ့ဒါမျိုးတွေကအတိတ်ပဲမရှိဘူးပြဒါကလုံးဝကိုကျွန်တော်တို့စေတနာမရှိဘူးပွင့်လင်းပြောတာသိရမယ်နော်အတချိဆက်မှုဆိုတာရှိရမယ်နော်ကွန်ပျူတာဆိုမလုံနေတော့ကိုအတိုင်းဝိုင်းမှာဘလူတွေဘလူလုံနေတယ်စတဲ့ဖြစ်ဒါတွေကနားလဲကိုကိုတိုင်းမလုံတော့အော်ဒါပေမဲ့ဒီ တချင်ကပြောခဲ့တော့ကစစ်မှုထမ်းဥပဒေနဲ့နော်တတန်းတက်တွေခေါ်ပြီးသူတို့လုတော့မယ်တတိထားကြဖို့စစ်မှုထမ်းဥပဒေကိုကန့်ကွက်ကြဖို့စန့်ကျင်ကြဖို့တတိပေးနေတဲ့အချိန်မှာမင်းတို့တွေကသူများပြောတာကိုမနာလိုဘူးမင်းတို့ကမင်းတို့တော်လိုင်းလောက်ရလောက်ပါတာအဘာဖြစ်တာလို့ညာဖြစ်တာကိုတော်လိုင်းတိုင်းဝိုင်းကိုမျိုးစုံပြောခဲ့တယ်။အော်စစ်မှုထမ်းဥပဒေရဲ့ခေါ်ခေါ်ဟမ်ဟိုလူကဲပါဒီလူကဲပါအဲ့ဒါမျိုးဖြစ်တင်တာအဲအဲ့ဒါကျွန်တော်တို့တိုင်းပြည်ရဲ့လွဲနေတဲ့အရာအဲ့တော့သေအောင်အရှိမအသေးခံပြီးတိုက်နေတဲ့လူတွေကတိုက်နေတယ် စောင့်ပြစ်ထိုင်ပြောတဲ့လူကပြောတယ်နော်သောက်တလွဲတွေလှုပ်တဲ့လူကလှုပ်တယ်ငတ်တဲ့လူကငတ်နေတယ်သေတဲ့လူကသေနေတယ်ဘဝပြည့်တဲ့လူကဘဝပြည့်နေတယ်ချမ်းသာတဲ့ကောင်တွေကချမ်းသာနေတယ်ဟမ်အာနာယူတဲ့ကောင်ကယူနေတယ်ခိုးတဲ့ကောင်တွေကခိုးနေတယ်ကျွန်တော်တိုင်းပြည်ဖြစ်နေအနေထားအဲ့တော့ဒီပြချုံလိုက်မယ်ဆိုရင်ဒီမစိုးရင်တိုက်တက်မှာတွေ့တဲ့ရွှေပုံကြီးကိုကျွန်တော်တို့တော်လန်ရေးဘက်ကပြောတာမဟုတ်ပါဘူးပြည်သူအများစုကဝိုင်းပြောတာဒီဘာဖြစ်လို့လဲလှူတာကို ိုက်ခိုက်တာမဟုတ်ပါဘူးကျွန်တော်တို့တိုင်းပြည်မှာဒီထက်အရေးကြီးတဲ့အရာတွေအရေးပေါ်လောက်ရမဲ့အရာတွေအများကြီးရှိရတဲ့အဲဒီနေရာကြီးကိုဒီလိုသွားပုံနေလို့တတိပေးကြတာပါဒါလေးကိုအလုံးနားလည်မယ်ထင်ပါတယ်ဒါအကောင်းဆုံးကျွန်တော်တို့ရှင်းပြတာပါနော်အေးဒါမှကို့တဘောကိုမင်းတို့လာမပြောတော့ကွာဆိုတော့ပြီးတာပဲ ဟုတ်ဒါကတော့ပြည်သူတွေကသူ့ရင်ပြောမှာပဲကျွန်တော်မောက်တာလုပ်နေတယ်ကျွန်တော်ပြောပြောမှာပဲသူမောက်တာလုပ်တယ်သူ့ကိုပြောပြောမှာပဲပြောတဲ့လူကိုကျွန်တော်တို့ကအပြစ်ပြောမယ်အစား तू ပြောတာဒီမှန်လားမှားလားကိုတွေးလိုက်မယ်ဆိုရင်တုံးတိုင်းကြီးမှာစကားတွေများစရာအကြောင်းမရှိတော့နော်အဲ့တော့ဌာပနာထဲမဲ့အစားအဲ့ဒီဌာပနာထဲဝါတဲ့ဇေဒီအရှိမအုံးဆိုဟမ်ဘုံထကွဲပြီအထက်ကဌာပနာထဲမှာရှိတဲ့ကြောက်တံပရမများစိရင်အတိကြအတိုင်းဘလူတောင်ဝင်ယူနိုင်တယ်မဆိုရင်တိုက်တိကဆရာတော်တွေတောင်ဝင်ယူမလားဟမ်ဟုတ်လား အဲ့ဒါပဲပစ္စည်းတင်ခါရလူတင်ခါရလေကျွန်တော်လောက်ကမှာပါတယ်သာသနာပြန်ပွားရေးအတွက်ပရိယတိပရိပတ်တိပရိဝေဒဆိုတဲ့သာသနာတိုက်တွေเนาะရှင်မရှိတဲ့ကိုတော်တွေကိုစွန်ကုန်းအစလူတွေမရှိเนาะတကက်ပညာကိုစီးပူးနိုင်အောင်သာသနာကိုပြုနိုင်အောင်ပြီးလို့ရှိရင်ငတ်ပြတ်နေတဲ့ခလစ်တငယ်တွေပညာမဲ့နေတဲ့မျိုးဆက်တွေဒါတွေကိုကျွန်တော်တို့လောက်မှာဒီတိုင်းကြီးရဲ့အနာဂတ်အသီးပွင့်နေမဟုတ်ဘူးလားအဲ့ဒါမှတကက်ထာပနာဟမ်အခုစစ်ဘေးကြောင့်စကားမှာဆယ်နှစ်အောင်ကလေးတွေသမီးဝအောင်တွင်းမယ် ပညာတတ်အောင်ရတဲ့နီလာနဲ့သင်ပေးမယ်အဲ့ကလေးတွေကြီးလာကြီးအဲ့ဒါမှဌာပနာအဲ့ဒီဌာပနာစားလို့မကုန်တဲ့ဌာပနာဖောက်လို့မကုန်တဲ့ဌာပနာတွေနော်အဲ့တော့အရေးပေါ်ပါတဲ့ဟာကိုအရင်လောက်ကြောက်ကိုတိုက်တွန်းတာပါအပြစ်ပြောတာမဟုတ်ပါဘူးကိုယ်မှရှိတို့လှူတာကိုတာဓုခေါ်ပါတယ်လှူဒန်းတဲ့ဒူအားလုံးကိုကျွန်တော်တာဓုခေါ်ပါတယ်ဒါပေမဲ့လို့ဒါပေမဲ့လို့ကျွန်တော်တို့က အရေးပါတဲ့ဟာကိုအရင်လုပ်ဖို့အားလုံးကိုတတိပေးတာပါเนาะအဲ့တော့ဒီပုံနဲ့ပတ်သက်လို့ချို့တွေကြတော့ရိုင်းစိုင်းရပြောတာရှိတယ်မပြောပါနဲ့ကျွန်တော်ကိုယ်တိုင်လည်းပုံမှန်တင်ပြီးမှတ်ထားလိုက်တယ်เนาะကျွန်တော်မှတ်ထားတဲ့ကပရှင်လေးကတော့နောက်တစ်ခါခမည်းတော်တိုင်းပြည်တဘာဝဘေးအန္တရာယ်ဖြစ်လို့ကဘာကြီးကိုအကူအညီတောင်းရင်ကဘာကြီးကလီးလံပြလိုက်မယ် fucking country လို့ကျွန်တော်ရေးထားတာပါเนาะအဲ့ဒါဟိုရိုင်းတယ်လို့တော့မထင်နဲ့အမှန်တိုင်းကျွန်တော်ပြောတာပါဘာပါ